အဲ့တက်ဆိုပြီးတော့တယ်လီစကုပ်တစ်ခုရှိနေတယ်ကျွန်တော်ပါတယ်ရေတွေ့နေရဂျိုသားဆိုတဲ့လေးပဲရပါတယ်ကဘာဖြတ်အသက်ကြီးတဲ့ဂျိုသားတွေပါလာတဲ့ပကံများပြန်တစ်ခုကဘာကိုလာမယ်ကဘာပေါ်ကဖြတ်ပြန်မယ်ဆိုပြီးနာမည်ကြီးနေတယ်အဲ့အကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်ဗီဒီယိုတည်းမတော်ခင်မှာကျွန်တော် channel မှာကျွန်တော်ထည့်ချင်တာဖြစ်ဖြစ်ကျွန်တော်တိတက်ရဲ့အခုကျွန်တော်ဒီဖုန်းမှာဆက်သွယ်လို့ရတယ် အဲ့တော့ဆိုပြီးတော့ telescope တစ်ခုရှိနေတယ်အဲ့ telescope ကအမေရိကနေပြီးတော့ကမ္ဘာမြေကြီးရဲ့အပြင်မှာဘာတွေဖြစ်နေလဲကမ္ဘာမြေကြီးရဲ့အပြင်ကနေပြီးတော့ကမ္ဘာတွေကိုဘာတွေဝင်လာနိုင်လဲ solar system မှာဘာတွေဖြစ်နေလဲဆိုတော့အမြဲတမ်းစောင့်ကြည့်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်အဲ့အဖွဲ့သူတို့ရဲ့အလုပ်ကကမ္ဘာအပြင်ကနေတခုခုလာပြီးဆိုရင်ကမ္ဘာထဲမှာလှမ်းပြီးတော့ information land pass လုပ်ဖို့ပဲဇူလိုင်လ10ရက်နေ့2025ခုနှစ်မှာ object တစ်ခုကိုသူတို့တွေ့လိုက်တယ်ကမ္ဘာအပြင်ကနေပြီးတော့အဲ့ object က interstellar object ဆိုပြီးပြောတယ်ဆိုတော့ interstellar object အတိတ်ပဲကဘာလဲလို့မေးတယ်ဆိုရင် ကျွန်တော်တို့ solar system တွေကမဟုတ်ဖဲနဲ့ကျွန်တော်တို့ solar system ရဲ့အပြင်ဘက်ကလာရင်ကျွန်တော်တို့ solar system မှာဘာတွေရှိလဲလို့မေးရဆိုရင်ဂျူကြီးရှစ်လုံးရှိတယ်ကိုးလုံးလားလို့မေးရဆိုမဟုတ်ဂျူကြီးရဲ့ရှစ်လုံးပဲရှိတာကျွန်တော်တို့ Pluto ကဂျူရဲ့ list ထဲမှာမပါတော့ဘူးလို့ပြောပြ။ Okay အဲ့ဂျူကြီးရှစ်လုံးကိုကျွန်တော်ဘဟုတုတ္တမေးခွန်းအတခုထားခဲ့ပေးမယ်။အဲ့ဂျူကြီးရှစ်လုံးကဘာတွေလဲကျွန်တော်ကွန်ပါမမှတ်ခဲ့ပေးပါဦး။ကျွန်တော်ကြည့်နေတဲ့ပရိသတ်တွေဘဟုတုတ္တရစီတွေပေါ့60ကနေပြီးတော့100ကီလိုမီတာပါစက္ကန့်ထိကိုသူတို့အလောက်အလင်းနဲ့လာနေတယ်။ကျွန်တော်ပြောချင်တာပါစက္ကန့်တော့ပါမိနစ်လည်းမဟုတ်ပါအာဝါလည်းမဟုတ် 60ရာနေလို့100ကီလိုမီတာပါစက္ကန့်ဆိုတော့ ဘလောက်အချိန်သွားလို့ကျွန်တော်တို့ခုလက်ရှိပြန်တန်းနေတဲ့လေရင်ထက်တောင်ပို့ပြီးတော့မြန်နေလိမ့်မယ်ဗျာဆိုတော့အဲ့လောက်ထိအချိန်နဲ့ကူသွားနေတယ်ဆိုတော့ကျွန်တော်တို့ solar system ကိုတွက်ကြည့်မယ်ဆိုရင်ရှိတဲ့ဟာတွေအကုန်လုံးကသူ့လမ်းကြောင်းနဲ့သူပတ်နေတာကဘာကနေကိုပတ်တဲ့အပေါ်မှာလမ်းကြောင်းတစ်ခုရှိတယ်လကဘာကိုလာပတ်တဲ့အပေါ်မှာလည်းလမ်းကြောင်းတစ်ခုရှိတယ်နတ်ပကျွန်းကနေကိုပတ်တဲ့အပေါ်မှာလည်းလမ်းကြောင်းတစ်ခုရှိတယ်ဆိုတော့သူ့အကုန်လုံးသူ့ဟာနဲ့သူပဲသူ့လမ်းကြောင်းနဲ့သူပဲလဲပတ်နေတယ်ဒါပေမဲ့ဒီအပြင်ကနေပြီးတော့လာတဲ့ industry လောက် object ဆိုတာသူ့လမ်းကြောင်းမှာလည်းမဟုတ်တခြားဘယ်လမ်းကြောင်းမှာလည်းမရှိဘူးသူ့ဘက်ကသူတွားခြင်းလို့တွားနေနောက်တစ်ခုကကျွန်တော်တို့ကဘာ ြင်မှာကျွန်တော်တို့သွားခြင်းတဲ့နေရာကိုသွားခြင်းတယ်လို့သွားလို့မရအောင်အဲ့မှာ gravity တွေရှိတယ် gravity မရှိတဲ့နေရာတွေရှိတယ်ကျွန်တော်တို့သုံးရမယ့်နှုံးနေ speed တွေအကုန်လုံးတူနေမှာမဟုတ်ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီပစ္စည်းတစ်ခုကိုကျွန်တော်ပြချလိုက်တယ်ဆိုရင်ဒီပစ္စည်းက parabolic ပုံစံမျိုးအောက်ကိုချအောင်မယ်ဒါပေမဲ့ဒီပစ္စည်းကိုကျွန်တော်ပြချလိုက်တဲ့အချိန်ကအချိန်အရင်ပြင်းပြီးတော့ကဘာမီကြီးရဲ့အပြင်ဘက်ကိုလှမ်းပစ်လိုက်တယ်ဆိုရင်အဲ့ပစ္စည်းကြတဲ့အချိန်နှုန်းနဲ့ကျွန်တော်တို့ calculate လုပ်ပြီးတော့မှကဘာမီကြီးရဲ့ဆွဲငင်အားအတိုင်းပဲသူကလဲပတ်နေတာ ဲ့ဒါပဲကျွန်တော်တို့ဂျိုရူတွေရဲ့လို့လို့ပုံပဲကျွန်တော်တို့ဂျိုရူတွေကကျွန်တော်တို့ကဘာမီကြီးကလွတ်တယ်လိုက်တဲ့အချိန်မှာဒီတိုင်းပဲ fuel တစ်ခုနဲ့သွားနေပြီးတော့ဟိုဘက်ရောက်တဲ့အချိန်မှာ तू fuel မလို့ DI လဲပတ်ဖို့တခေါက် तू fuel ရမလို့တော့ဘာလို့ तू ပလန်းချောင်းတဲ့မှာကဘာမီကြီးစွဲငင်အားနဲ့ तू တပတ်လဲနေတာအများနဲ့လဲနေတာအဲ့ဘက်ကမှ तू မှလုံးဝလောင်စာစီမလို့ကျွန်တော်လောင်စာစီမလို့ဆိုတော့အတိတ်ပဲက အဲ့ဒါလည်းပတ်ဖို့ပဲပြောတာအဲ့အထက်မှာ၃နဲ့ပစ္စည်းတွေတော့ကျွန်တော်မပြောချင်ဘူးအဲ့ထက်မှာ၃နဲ့ပစ္စည်းတွေအတွက်တော့ fuel တခုလိုနေလဲအဲ့အတွက်ပဲသူတို့ဂျိုးတွေမှာတုံးထားတဲ့ solar panel တွေကနေပြီးတော့နေရာတွေလာတဲ့ရောင်ရှင်တဲ့ energy ကို transfer လုပ်ပြီးတော့မှသူတို့တွေအသုံးပြုနေကြတာဆိုတော့ကျွန်တော်ကမ္ဘာအပြင်သွားမယ်ဆိုရင်ပလန်းချောင်းတိုင်းကိုသူတို့ဟာနဲ့သူတို့အသေးစိတ်ရှိနေပြီးသားပဲဒါပေမဲ့အခုလာတဲ့ 3i editor ဆိုတဲ့တခုက ဘယ်ပလန်းချောင်းမှလည်းမဟုတ်ဘူးကဘာမြင့်ကြီးရဲ့အပြင်မှာတွားကျင်တယ်လို့တွားလာကျင်တယ်လို့လာနေတဲ့ object တခုမျိုးဆိုတော့သူ့ကိုပါလို့ 3i address လို့နာမည်ပေးထားတယ်လို့မြင်တယ်ဆိုတော့ address လို့နာမည်ပေးထားတဲ့အတိအကျချက်က address ဆိုတဲ့ telescope ကရှာဖွေတွေ့ရှိရတော့ i ရဲ့အတိတ်ပေက industrial object ဆိုတော့ industrial object ဆိုတော့ solar system ထဲမှာလုံးဝမရှိတဲ့ object တခု3ဆိုတာဒါ၃ခုပြကဘာမြင့်ကျလာတဲ့၃ညာဒီအရှိမနှစ်ခုရှိနေသေးတယ်ဆိုတော့ကျွန်တော်တို့ DR တွေအကုန်လုံးကိုကျွန်တော်တို့လေ့လာမယ်ဆိုရင် ကျွန်တော်အခုလက်ရှိကမ္ဘာမြေကြီးမှာ trend ဖြစ်နေတဲ့တရားဒီသတင်းပဲလို့ပြောလို့ရတယ်ကျွန်တော်တို့အခုလက်ရှိအဲ့ 3AI elders ရဲ့တက်တန်းကဘလောက်ရှိလဲဆိုပြီးတော့သူတို့ဒီ telescope ကနေကြည့်တဲ့ခန့်မှန်းချက်ကဘာပြလဲလို့မေးလဲဆိုရင်7.5 billion years old ခုနှစ်တသမာ9 billion ကြီးရရှိတယ်ကျွန်တော်ကမ္ဘာမြေကြီးထက်အသက်အရင်ကြီးပြီလေကျွန်တော်ကမ္ဘာမြေကြီးဖြစ် မတီးခင်နေဒီ object ကြီးကရှိနေတာဒါပေမဲ့ဒီ object ကြီးကဘာလို့အခုမှကျွန်တော်တို့ကမ္ဘာမြေကြီးရှိရဲ solar system နဲ့ဝင်လာတာလဲအဲ့ဒါမေးခွန်းတစ်ခုပြီးတော့သူ့ရဲ့အကျယ်ဝန်းကဘယ်လောက်ရှိလဲလို့မေးလဲဆိုရင်အမေရိကမှာရှိတဲ့ Manhattan မြို့ထပ်ထောင် site ကပိုကြီးနေတယ်ဆိုပြီးတော့ အပြင်ကနာဆာမဟုတ်ဘဲနဲ့အပြင်ကလူတွေတရင်ထုတ်ကြတယ်ဆိုတော့နာဆာကျတော့ကျွန်တော်က space အကြောင်းတကယ်လေ့လာရတဲ့လူဒါပေမဲ့သူတို့အထက်မှာလည်းတချို့ဟာလေးတွေအပြင်ကိုတရင်ကိုမတိကျမသိတဲ့မထုတ်ထားတာတွေတော့ရှိတယ်ဒါပေမဲ့ဒါကျတော့ကျွန်တော်တို့ကတခြားပညာရှင်တွေကမ်ဘရိတ်ကနေပြီးတော့ space science တက်ထားတဲ့ပညာရှင်တွေပြီးတော့တချို့က Oxford ကနေပြီးတော့ထွက်လာတဲ့ space science တက်ထားတဲ့ပညာရှင်အဲ့ပညာရှင်တွေအကုန်လုံးကကြည့်ပြီးတော့မှသူတို့ကဝါသနာပါတယ် telescope နဲ့ကြည့်နေရတယ်ဆိုတော့အဲ့3 AI address ကိုသူတို့ကြည့်ပြီးတော့မှ address ကရတဲ့ information နဲ့သူတို့တွေ calculate လုပ်ထားတာဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်အဲ့ gravity ကို sense တင်ပြီး ်သွားဖို့အတွက်ဆိုရင်နည်းပညာတစ်ခုတည်တောက်လို့နေလဲမယ်ကျွန်တော်ကဘာမြင်ချင်းမှာ gravity ကိုစန့်ကျင်ပြီးသွားတာဘာရှိလဲလို့မေးရဆိုရင်လင်းမြဲရှိတယ်ဒုံးကျည်ရှိတယ်ဆိုတော့အဲ့နှစ်ခုရှိတယ်အဲ့ဒါလည်းကျွန်တော်ကဘာမြင်ချင်းကထုတ်ပေါ်လာတဲ့နည်းပညာတစ်ခုအတွက်ကြောင့်အဲ့လိုမျိုးပဲကဘာမြင်ချင်းရရနေပြီးတော့အပြင်ဘက်ကိုသွားမယ်ဆိုရင်လည်းအဲ့လိုမျိုး gravity ကိုစန့်ကျင်ပြီးသွားဖို့အတွက်ဆိုရင်နည်းပညာတစ်ခုလိုအပ်လဲမယ်ဆိုတော့အဲ့နည်းပညာကသူတို့မှရှိနေရတာကျွန်တော်ပြောချင်တာကဒီ 3AI elders ဆိုတာပကံပြပြန်တစ်ခုဖြစ်နေပြီးတော့အထက်မှာဂျိုသားတွေရှိနေတယ် ဂျိုသားဆိုတဲ့အိဗေကပါတယ်ကျွန်တော်တို့ဒီကဘာဂျိုကမဟုတ်ပဲနဲ့တခြားမတ်မှာတွေ့တယ်ဆိုတော့အဲ့ဒါဂျိုသားပဲတခြားနပကျုံမှာတွေ့တယ်ဆိုတော့အဲ့ဒါဂျိုသားပဲအဲ့သဘောတရားအတိုင်းပဲဗျာကျွန်တော်တို့ဒီ solar system နဲ့မဟုတ်ပဲနဲ့နောက်တစ်ခု solar system ဟိုဘက်မှာရှိနေသေးတယ်ဆိုရင်အဲ့ solar system အလိမ့်ပြီးဒီဘက်ကိုဂျုံပြီးရောက်လာတယ်ဆိုရင်ရိုင်းထုံးဆန်းနေဘူးလားကျွန်တော်တို့လူတယောက်နောက်ဂျိုတစ်ခုမှာသူကသူထိုင်ပြီးတော့ဘယ်လိုမျိုးပဲ content ပြောပြီး content creator ဖြစ်နေတယ်ဆိုရင် တော်တော်လေးသာစိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုကိစ္စမျိုးတွေလေ့လာဒါပေမဲ့လည်းဒီလိုဟာမျိုးကရှိလားမရှိလားဆိုတဲ့အဓိပ္ပာယ်က50 50ပဲကျွန်တော်တို့စဉ်းစားလို့ပဲရမယ်ဒါတွေကတော့ကျွန်တော် proof လုပ်လို့မရဘူးဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီဟာမြင်မှုတွေ့မှုတွေလည်းမဟုတ် theory တစ်ခုအနေနဲ့ရှိကောင်းရှိနေလိမ့်မယ် but အမှန်လားအမှားလားဆိုတာတော့ proof မလုပ်မချင်းတော့ကျွန်တော်တို့ဒါယုံလို့မရဘူး100%ပဲဆိုတော့အကုန်လုံးအခုလက်ရှိဖြစ်နေတဲ့ dog ကတကယ်ပဲဒါဂျိုးသားတွေလားနောက်တစ်ခု NASA အရေးအရေးကြီးတဲ့သတင်းတစ်ခုထုတ်ထားတယ်အဲ့ဒါပါလဲဆိုတော့အဲ့ထဲမှာရေတွေ့နေရတယ် NASA ရဲ့ စစ်စစ်ကြရရေးတွေးနေရတယ်ဆိုရင်ရေးရှိရင်အသက်ရှိတယ်အသက်ရှိရေးရှိတယ်ဆိုတဲ့သဘောတရားတိုင်းပဲကျွန်တော်တို့ကဘာမြေကြီးမှာရေးရှိနေလို့ကျွန်တော်တို့အသက်ရှိနေတော့အဲ့ဒီတိုင်းပဲတခြားတစ်ပေနေတတ်တော်ရတယ်အကုန်လုံးကရေးရှိနေလို့ပဲအသက်ရှိနေတာအဲ့တော့အဲ့ object ထဲမှာရေးရှိနေတယ်ဆိုတော့အဲ့ထဲမှာအသက်ရှိနေလိမ့်မယ်အဲ့အသက်ကဘာတက်လဲပိုးတော်လိုင်းတွေပဲဖြစ်နေမှာလားတခြား bacteria တွေပဲဖြစ်နေမှာဒါမှမဟုတ်ကျွန်တော်တို့လူတွေပဲအဲ့ကဘာကြီးကဘာတစ်ခုကနေပြီးတော့လာနေတာဖြစ်နေနိုင်ပါဆိုတော့အဲ့အကြောင်းတော့ detail ဆွတ်ကြည့်မယ်ဆိုရင် အောက်တိုဘာလ29ရက်ကကဘာမြေကြီးနဲ့အနီးဆုံးနေရာမှာသူတို့ဖြတ်သွားတယ်။ဒါပေမဲ့အခုလက်ရှိကဘာမြေကြီးကျော်ပြီးတော့နေဝါကျော်ထွက်သွားနေပြီသူတို့သွားနေတဲ့နေရာ။ဆိုတော့ကျွန်တော်ပြောချင်တာဒီအကုန်လုံးကကျွန်တော်သူလဲပတ်နေရလဲမဟုတ်ဘူးလိုက်လာနေရလဲမဟုတ်ဘူးသူ့ဘက်သူသွားချင်သလိုသွားနေတာ။ဆိုတော့ NASA ပြောတဲ့အခုအတိတ်ပဲရကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါကြီးက Avenger ကကြည့်နေရတယ်လို့မျိုးပဲ။ကဘာမြေကြီးကပြန်နေလို့ခြူသားတွေလာမယ်ကျွန်တော်တို့ကဘာမြေကြီးကိုထိုက်ခိုက်မှလားဘာလားညလားဆိုတော့ခဏဖယ်ထားပြီးတော့မှသူကပါလိမ့်မယ်။ ထဲမှာရေရှိတာပဲကျွန်တော်တို့အရန်ကိုအံ့ဩနေတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့မဟုတ်ပါဘူးအခုချင်းနေတဲ့လူတွေလည်းရေရှိတာကိုကြည့်ပြီးတော့တော်တော်လေးအံ့ဩနေလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဘာဆိုတော့ရေကြောင့်ပဲကျွန်တော်လူဖြစ်ပေါ်လာတဲ့အတိက process တခုလို့ပြောလို့ရတယ်အဲ့ဒီရအဲ့ထဲမှာရှိနေတယ်ဆိုရင်ဒီတဲ့ကိုပါလာတာတခြား solar system ကဖြစ်နေတယ်တခြား universe တခုပါလေဖြစ်နေတယ် big bang နဲ့ကတခြား university ရှိနေရလားဒီကဘယ် university အများကြီးရှိနေရလား ျွန်တော်တို့လိုမျိုးကမ္ဘာမှာအများကြီးရှိနေတာကမ္ဘာမှာမဟုတ် universe ထဲမှာအများကြီးရှိနေတာမိတ်ဆွေတွေလည်းဘလို့ထင်လဲထင်မြင်ချက်ကိုကျွန်တော်ကောင်းမွန်မှန်ခဲ့ပေးပါ Thank you